ငလင်ဘေးတဲ့အလိုအနေနဲ့ဆက်ရှင်မိုင်တော်ရဆရာတော်ဖရာထံကမှတဆင်ကြက်သိန်း1900ပေါင်လှူဒန်းခဲ့တဲ့မိုဟိကုန်ရဲ့ဖွေဖွင့်အားလုံးပဲမင်္ဂလာပါ MCLitos New Channel ကနေကြွန်ဆိုပါတယ်ပရိသတ်ချစ်ခင်မှုများစွာရရှိထားရုံရှင်တရုတ်ဆောင်မိုဟိကိုကတော့မက်ရှလ28ကပြက်ပွားတဲ့ငလင်ပေးတဲ့ပြည်သူတွေအလူနေနဲ့ဆက်ရှင်မိုက်တော်ရဆရာတော်ကတစဉ်ကြွသိန်း90ပောင်းဝင်လှူဒန်းခဲ့ပါတယ်။လက်ရှိငလင်ပေးတဲ့တန်ပြည်သူတွေအတွက်မိုဟိကိုအနေနဲ့ဆက်ရှင်မိုက်တော်ရဆရာတော်ထံကနေကွယ်လွန်သွားကြတယ်။ ဖေဖေမေမေနဲ့မောင်လေးအတွက်ရည်စူးပြီးတော့အလှငွေပောင်းဝင်လှူဒန်းခဲ့ပါတယ်။ဒီလူမာ900သာသမီတွေရဲ့အလှူလေးလည်းဖြစ်ပါတယ်။မြန်ဆုံးပင်နေရဲ့ပောင်းကကင်းဝေးကြပါစေလို့တရုတ်ဆောင်မွေးဟေကွန်ကပရိသတ်တရားပြောပါတယ်။သူမကတော့ဖခင်ဦးကျော်မင်းမိခင်တော်နုနုစိန်မောင်လေးဖုံမြင့်ကျော်ရွာရည်ဆိုပြီးတော့ခုနှစ်သားသမီးတွေရဲ့ကုသိုလ်တော်ကျက်သိန်း50ကိုပောင်းဝင်လှူဒန်းခဲ့ပါတယ်။ဇက်ရှင်မိုင်တော်ရဆရာတို့ဦးဆောင်ပြီးတော့ကနဦးကျက်သိန်း100မတီမီသာသနာပြုတပည့်တကာတကာမတွေနဲ့အတူငလင်တန်သည့်ပြည်သူတွေကိုလှူဒန်းတော်မှလည်းဖြစ်ပါတယ်။ ဖွေဖွေကလည်းပြည်သူများစွာအခြေခံမှုကိုရရှိထားတဲ့ဖွေဖွေကတော့လူ့ကြိုက်များတဲ့ဥဆောင်မင်းသမီးတောင်းလည်းဖြစ်ပါတယ်။ပြန်စားထုတ်များနိုင်တဲ့တံပိုးပေါင်းများစွာကုလို့တန်းနိုင်တဲ့ဖတ်ဖတ်သူရောက်ပါစေ။ငလင်တန်ကြောက်ထွက်ပြီးဒုက္ခမြောက်ပါစေနဲ့တော့ပြည်သူပြည်သားတွေစိတ်လူပြန်လဲထူထောင်ရေးမှလည်းပံ့ဝင်သားကျင်သေးပါရဲ့ရှင်။ဖွေဖွေအနေနဲ့ချစ်ချင်းများစွာနဲ့ငလင်ကြောင့်ထိခိုက်မိကြသူတွေအားလုံးအဆင်ပြေချောင်းမွေကြဖို့ဆုတောင်းပေးပါတယ်လို့အကယ်ဒမီဖွေဖွေကပြည်သက်တင်အောင်ပြောလာပါတယ်။ သူမကတော့ငလေးပင်သစ်ပြည်သူရဲ့အခိုင်အမြဝင်ရင်သေးလေးများကဟာ page စေကနေပါဝင်လူတန်းခေတာပါ။ဘဝေကတော့2024ခုနှစ်ကမြန်မာပြည်နယ်အတွင်းရေပင်သစ်ပြည်သူရဲ့အစီကိုလည်းငွေချင်းချို့ကိုပါဝင်လူတန်းခေပါသေးတယ်။ဒီလိုစိတ်သဘောထားကောင်းမွန်တဲ့မင်းသမီးချောင်းနှစ်ယောက်ကိုလည်းပရိသတ်တွေဆက်လက်ပြီးအားပေးကြပါအောင်ရှင်။မဆုံးတိချင်းရှင်နာဆင်ပေးတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။